မင်္ဂလာပါရှင်ရန်ကုန်ကက်တဲ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်အမည်ပြောင်းလဲတာဆေးအုပ်စုကိုဂျပန်ဆေးအုပ်စုဖြင့် NUG ကထမှတ်ခြင်းညာ။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်အမည်ပြောင်းလဲတာဆေးအုပ်စုကိုဂျပန်အုပ်စုဖြင့်အမျိုးသားညီညွတ်ရေးဆိုရ NUG ကထမှတ်ခြင်းညာလိုက်တယ်။မဲအောင်လိုင်ဦးဆောင်တဲ့နိုင်ငံတော်ချုပ်ရေးကောင်စီကိုပြည်အစုလွတ်တော်ကိုစားပြုကော်မတီနေဖြင့်2021ခုနှစ်မတ်လ10ရက်နေ့မှဂျပန်ဆေးအုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရအနေဖြင့်2024ခုနှစ်စတင်မလာ9ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ပြည်သူလူတွေရဲ့ရန်သူ Enemy of the State ဖြစ်တဲ့တည်တည်ကြာထောက်ပြန်ပြီးဖြစ်ကြောင်းသိရတယ်။တွေ့ရတဲ့ဂျပန်စစ်အုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဖြစ်မှနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ဖြစ်တော့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ကဂျပန်အုပ်စုဖြစ်ကြေညာခြင်းခံထားရတဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ပြီးတော့ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ကြောင်းပြည်သူလူထုပေါ်ဂျပန်မှုတွေဆက်လက်ကျွလွန်နေကြောင်းတွေ့ရှိရသဖြင့် နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်နဲ့၎င်းမှအစဉ်စဉ်တာဝန်ပေးဖွဲ့စည်းလိုက်တဲ့အဖွဲ့များအားလုံးကိုအကြက်ဖက်အုပ်စုများအဖြစ်၎င်းမရောက်လိုက်ပါဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်အဖွဲ့ဝင်တွေအားလုံးကိုကြက်ဖက်သမားအဖြစ်၎င်း NUG ကကြေညာတယ်။ဒါကလုံထုံးလုံနေသဘောတရားပါပဲ။အရင်ကတည်းကကြက်ဖက်အုပ်စုဖြစ်ကြေညာထားပြီးသားဒါပေမဲ့သူတို့ကနမည်ပြောင်းသွားပြီးတော့နမည်ပြောင်းသွားတဲ့အပေါ်မှာကြက်ဖက်အုပ်စုပြေထပ်ပြီးတော့အတည်ပြုကြေညာတယ်။အသိမဟုတ်ပါဘူး။ ဒါကနိုင်ငံတကာနဲ့ပြည်တွင်းမှာပါလုံထုံးလုံနေရကျင်းညာတဲ့ဘောလို့ NUG ဘက်ကတရိပ်မြေကပြောတယ်။ NUG ကစေုပ်စုကိုဂျပန်ဖြစ်ကျင်းညာမှာဂျပန်တိုက်ဖြတ်ဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်80နဲ့ပုံမှန်ခွဲကဝေးပါလုံပိုက်ခွဲကိုချက်တော်ပြီးပြည်တော်စုဆွေရဖွဲ့တဘောတူညီကြရကျင်းညာခြင်းဖြစ်ကြောင်း2020တက်ခုနဲ့ဖေဖော်ဝါရီလတရနေ့မှာမြောက်လိုက်ဥဆောင်တဲ့ဂျပန်အုပ်စုကပြည်သူလူထုကရွေးချယ်တင်မြှောက်ထားနိုင်ငံတော်သမ္မတအဝင်မြေနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်ဦးဆောင်နှင့်ပြည်သူဆိုရဖွဲ့ဝင်တွေကိုမတရားဖက်စီပြီးပြည်သူအာဏာလုယူခဲ့တဲ့ပြင် နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ကြတဲ့အမျိုးကြီးကကျင်းညာတယ်။ဆက်လက်ပြီးတော့စစ်သားဝန်ထမ်းတဲ့ငိမ့်စားဝန်ထမ်းတွေအားလုံးကိုအော်တိုဘလာတရက်နေ့ကစတင်ပြီးလစာ3000တုံးမြင့်ဝင်ကြီးဌာနကနေစာလိုအပ်ကကိုတော့တရက်လျင်9800ကျပ်အထိတုံးမြင့်လစာတုံးမြင့်မှုအတွက်လိုအပ်တဲ့ငွေကြေးတွေကိုဒီဂျစ်တယ်ငွေကြေးပြင်ငွေဆက်ကိုလည်းထပ်မံရိုက်တော့မျိုးစုံ။ အကြဖတ်စစ်ကောင်ရှင်ကစစ်သားဝန်ထမ်းနဲ့ငိမ့်ဆောင်ဝန်ထမ်းတွေအလုံးကိုအော်တိုဘာလာတရနေ့ကစတင်ပြီးအပေါ်ထောက်ပံ့ခြင်းအမြေတက်ကလာစာ၃000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနေစာလိုအားကကိုတော့တရက်လျင်9800ကျပ်အထိတိုးမြင့်လိုက်ကြောင်းစစ်ကောင်ရှင်လောက်ကဘန်နိုင်းနဲ့အခွန်ဝင်ကြီးဌာနကတရက်ဝင်သတင်းထုတ်ပြန်နေအော်တိုဘာလာတရနေ့ကစတင်ပြီးတနိုင်ငံလုံးရှိဝန်ထမ်းနဲ့စစ်သားတွေငိမ့်ဆောင်များအနေဖြင့်လာစဉ်အပေါ်ထောက်ပံ့ခြင်းဖြင့်လာစာ၃000တိုးမြင့်လိုက်ပြီးဖြစ်ကြောင်း2023ခုနှစ်အော်တိုဘာလာမှပထမကြိမ်ဖြစ်တောင်းလျက်အပေါ်ထောက်ပံ့ခြင်း၃000လောက် 2024ခုနှစ်ဩဂုတ်လမှဒုတိယကြိမ်ပြည့်တော်တဲ့အပေါ်ထောက်ပံ့ခြင်း3တောင်းကို၎င်းစုစုပေါင်းအပေါ်ထောက်ပံ့ခြင်း6တောင်းတို့ဖြစ်ပေးခဲ့ကြောင်းရခိုအော်တိုဘာလတရနေ့ကစတင်ပြီးတတိယကြိမ်ဖြစ်လစဉ်အပေါ်ထောက်ပံ့ခြင်း3တောင်းထပ်မံတို့မြင်လိုက်ပြီးဝန်ထမ်းနေစစ်သားများနေ့ဖြစ်လစဉ်အပေါ်ထောက်ပံ့ခြင်း6တောင်းခန့်စားခွင့်ပြုလိုက်ကြောင်းသိရတယ်။အဆိုပါအပေါ်ထောက်ပံ့ခြင်းတို့မြင်မှုမှာငိမ့်စားဝန်ထမ်းတွေကိုလည်းကျောင်းဝင်ပြီးယနေ့အော်တိုဘာလတရနေ့ကစတင်ပြီးအငိမ့်စားဝန်ထမ်းတွေကလည်းလစဉ်3တောင်းထပ်ဆောင်ရရှိပြီဖြစ်ကြောင်းသိရတယ်။ ထို့ပြင်ဝင်စည်းဌာနတွေမှာနေစားလောက်ကိုင်းနဲ့နေစားဝန်ထမ်းတွေကိုတော့တရက်လောကဖြစ်9000ရာတို့မြင့်တက်မှတ်လိုက်ကြသေးရတယ်။ထို့ကြောင့်ဂျပန်စစ်ကော်မရှင်ကတွင်ပြလိုက်တဲ့လာစာကြောင့်ဝန်ထမ်းတန်းကြောင့်ငိမ့်စားဝန်ထမ်းတန်းဒီပါနဲ့စစ်သားလောက်အတွက်လာစဉ်ဝေကြေးတွေထပ်မံရိုက်နေရမည်ဖြစ်ပြီးမြို့ပြဒေသတွေမှာဝန်ထမ်းတွေအတွက်တော့ digital ငွေကြေးနဲ့လာစာပေးခြင်းဖြစ်ကြသေးရတယ်။တအုပ်ကိုတုံတောက်ကြတဲ့လက်ရှိဝန်ထမ်းငိမ့်စားဝန်ထမ်းနဲ့တပ်မတော်သားတွေအတွက်ဆွဆူပါလူရေးတုံတက်နီပါအတွက်ငွေတွေထပ်တိုးသွားရမယ်။နေပြီးတော့ရန်ကုန်မက်လီမှာရှိတဲ့ဝန်ထမ်းတွေက digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ ကျန်တဲ့တခြားပြည်နယ်အတိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငိမ့်စဝန်ထမ်းတွေတမတော်သားတွေအတွက်တော့ငွေတွေထပ်ရရမယ်သဘောရှိရလို့ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြစ်လာနိုင်တယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောဆိုတယ်။ဆက်လက်ပြီးဇကိုင်းမြို့ပေါ်မှာစစ်တပ်ကနေရာစတိုက်ပေါ်တာဆွဲဖမ်းဆီးမှုလွန်ခဲ့15ရက်တမနဲ့ဖမ်းဆီးခဲ့ပြီးမြို့နယ်အောက်ချော်ရဲရုံမှာခြုံနှောင်တာဇကိုင်းနိုင်ဇကိုင်းမြို့ပေါ်မှာဂျဖတ်စစ်တပ်ကနေရာစတိုက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လွန်ခဲ့15ရက်တမနဲ့ဖမ်းဆီးခဲ့ပြီးမြို့နယ်အောက်ချော်ရဲမှုရုံမှာခြုံနှောင်ထားကြောင်း The Voice of Rutland Media မှာတာဝန်ရှိသူကပြောတယ်စတရီမာလာ29ရက်နေ့ညနေ6:00ခန်းကစတင်ပြီးအကြဖတ်စစ်တပ်ကသခိုင်းမြို့ပေါ်ရှိချင်းစုရက်ကွက်ဘောကာရက်ကွက်၅ရက်ကြီးနဲ့ဘောကာတောင်မြောက်ရက်အပါဝင်သခိုင်းမြို့အနောက်တားရက်ရှိစစ်ဘေးရှောင်ပြည်တွင်နေထိုင်တဲ့ဖုန်ကြီးကြောင်တကြောင်ကိုဝေရောက်စစ်လိခဲ့ပြီးလူငယ်တွေကိုပေါ်တာဆွဲဖက်စီခဲ့ပါတယ်စတေမာလာ30နှစ်မှာလဲဂျပန်စစ်တပ်ကသခိုင်းမြို့ပေါ်ကို AC ကိုင်းနဲ့အလှလှကလူငယ်တွေကိုထပ်မံပေါ်တာဆွဲဖက်စီခဲ့ကြတဲ့ ထို့ပြင်ဂျပန်စစ်ကောင်စီတပ်သားတွေကြောက်လာကြွယ်ကလေးမိပိုင်နဲ့ကလေးငယ်တွေကိုပါပေါ်တာဆွဲဖက်စီသွားကြောင်းသိရတယ်။ထို့သောပေါ်တာဆွဲဖက်စီမှုကြောင့်လူငယ်15အောက်ထပ်မင်းဖက်စီခဲ့ရပြီးထို့လူငယ်တွေကိုစကိုင်းမြို့ထွေထွေအောက်ဆွေမှုယုံထဲမှာခြုံတောင်းထားကြောင်းအကြပ်ဖက်စစ်တဲ့ကပေါ်တာဆွဲဖက်စီခဲ့သူများထဲမှာကလေးငယ်တွေကိုသာပြတ်လွတ်ပေးပြီးအများစုကိုဆက်လက်ဖက်စီထားကြောင်းသိရတယ်။ လက်ရှိချိန်မှာဂျပန်စစ်တပ်နဲ့ရဲစတိုက်ပေါ်တာဆက်ဖက်စီမှုကြောင့်စကိုင်းမြို့ပေါ်မှာလမ်းတော်လက်လိုက်မရှိတော့ပဲတိတ်ဆိတ်နေကြ။ပြည်သူများအနေဖြင့်လည်းတော်လိုက်ရာရွှေကထုတ်ပြန်တဲ့သတင်းတွေကိုဗီဒီယိုဆိုင်နားထောင်ကြမြစ်တာရက်ခံထားပါရယ်။ဆက်လက်ပြီးပကောက်ကွန်မြို့နယ်ရှိကြေးအနေအကိုစစ်တပ်ကဝေရောက်စင်းနေပြည်သူတွေကိုလူသားတိုက်ပစ်ဖက်စီကနေနေကိုမှုနှောက်ဖျက်ဆီးသောမကွေးတိုင်းပကောက်ကွန်မြို့နယ်မှာရှိကြေးအနေအကိုဂျပန်စစ်တပ်ကဝေရောက်စင်းနေပြီးပြည်သူတွေကိုလူသားတိုက်ပစ်ဖက်စီကပြည်သူတွေကို နေနေကိုမှွေးနောက်ဖြက်စီသွားကြပြီးသူတွေကပြောတယ်စတင်မလာ၂၈ရက်နေ့ကစတင်ပြီးပခုတ်ကုမြနယ်အနောက်ဆန်ကိုစစ်ကြောင်းထွေပခုတ်ကုတက်မှတရားတကနေထွက်လာတဲ့အင်အားတရားခတ်ပါစစ်တပ်စစ်သားကြရီကိုစတင်ဝေရောက်လာကြောင်းသိရတယ်ထိုစစ်ကြောင်းကယနေ့စတင်မလာ၃၀နှစ်မော်လယ်၃နိုင်ခန့်မှာရှင်မကန်ပြူစောတရားနဲ့ညောင်ကျစ်ပြူစောတရားတို့ကိုဝေရောက်လာပြီးနောက်ရှင်မြတ်ရွာနဲ့ပြန်ရွာတို့ကိုဝေရောက်စီနေခဲ့ခြင်းဖြစ်တယ် ရှင်တို့ဝေရောက်စီနေပြေနောက်ပြည့်ရွာနဲ့ရင်မြက်ရွာမှာပြည်သူပိုင်နေနေကိုဝေရောက်မှွေနောက်ကတမုတ်ကြီးဖြစ်စေကိုယူဆောင်ပြီး၎င်းတို့ယူဆောင်လို့ခြင်းမရှိရပစ္စည်းတွေကိုတော့ဖြစီသွားကြောက်တရားတယ်။ထို့ပြင်ကြည်ရနေပြည်သူနောက်ကိုလည်းဂျပန်စစ်တပ်ကဖက်စီခေါ်ဆောင်သွားပြီးနောက်စစ်တပ်ကညောင်ကျစ်ပေပြူစောတရားကိုဝေရောက်သွားကြောက်တရားတယ်။စေခွေတွေကြည်ရနေမြို့သားပြည်သူနောက်ကိုတော့လူသားတိုင်းဖြစ်ဖက်စီသွားတယ်။စေခွေစစ်တပ်ပြည်သူပိုင်နေနေကိုမှွေနောက်ဖြစ်စီပြီးတမုတ်ကြီးပစ္စည်းကိုခိုးယူသွားတယ်။ ရင်းစစ်သားကပြည်သူနေရာကိုဆက်လက်ထောက်ခံမျိုးကိုတည်ပြနိုင်ခြင်းမရှိတာကြောင့်ပြည်သူများအနေနဲ့ဆက်တဲ့ဆက်ကြောင်းများနီးတွာလာခြင်းမပြုလုပ်ကြတော့လို့ရစရီကမြစ်တရရခံထားပါတယ်။ဆက်လက်ပြီးကဏီမြို့နယ်ချောင်းမတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေစစ်သားတွေကိုလိုက်လံတိုက်ခိုက်မှုစစ်တပ်က၃သိန်းဆုံးပြီး၃ရှင်ပြီးကတနက်ငါးလက်သိန်းဆရာရှိစကိုင်းနိုင်ကဏီမြို့နယ်ချောင်းမတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေတဲ့ အကြပ်ဖက်စစ်သားတွေကိုလိုက်လဲတိုက်ခိုက်ရမှာစစ်တပ်ကသုံးဦးသေးဆုံးပြီးသုံးရှင်မိကတနက်ငါးလက်တိုက်စီရရှိကြောင်းရင်မပင်မြနယ်ဘက်ကပါ Junior Liberation Front မှတာဝန်ရှိသူကပြောတယ်စတေမာလာ၁၀ရက်နေ့မနက်၁၇နာရီခန့်မှာကဏီမြို့နယ်ကြောင်မရကိုအကြပ်ဖက်စစ်တပ်ကဓမ္မ33လခန့်ခမ16မှာဗိုလ်မှူးသူတွေဦးဆောင်တဲ့အင်အားတရာခန့်ပါစစ်ကြောင်ကိုတော်လိုက်တပ်ဖွဲ့တွေကစာပြတ်တိုက်ခိုက်ပြီးစစ်သားတအုပ်တေဆုပ်ကလေးဥရှိမိပြီးတော့တနက်ခွနလက်သိစီရရှိခဲ့ကြ။ထို့အပြင်တိုက်ပွဲတွင်စစ်သားတခုလုံးတက်ပြတ်ပြီးထွက်ပြေးသွားခြင်းဖြစ်တဲ့ ထို့ပြင်စတေမာလတ်ဆက်ရှင်နေမှာလည်းထို့ထွက်ပြေးနေတဲ့ဂျပန်စစ်တပ်ဘက်ကဒုတက်ချက်တောင်းနဲ့စစ်မှုထမ်းတပ်သားတင့်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီး MA1 တနက်နှစ်လက် MA2 တနက်တစ်လက်555စစ်ကျင်းနေရာတောင်းနဲ့ဂျီပေါ့ရှစ်ခုဖုန်းလေးလိုလိုကိုထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။အလားတူစတေမာ20ကွဲနေမှာလဲဂျပန်စစ်သားတောက်ကိုတိဖက်မိခဲ့ပြီး MA1 တနက်တလ555စစ်ဂျင်းကရတောင်းနဲ့ဂျီပေါတောက်ကိုထပ်မံသိမ်းဆည်းရရှိခဲ့တယ်။ စစ်ပုံပြပြီးကစေကလေးထွက်ပြေးကြတဲ့စစ်ခွေတပ်သားရဲ့နမည်ကျွမ်းကျင်မှုရှိတဲ့အတွက်မျက်စိလဲလဲမခဲ့ကြပြီးအစာအိမ်စာငတ်ပြတ်ကလူရုတောင်တိတ်မပေါချင်ကြတော့ဘူးဒေါ်လိန်တပ်သားရဲ့နေဖြင့်တပ်ဖြတ်ဆောက်ဖမ်းနေကြရုံပဲကျွန်တော်တို့ရဲ့အနောက်မြောက်လွင်ပြဲတို့ကမ်ပိန်းကိုလည်းပောင်းပေးကြအောင်မြေတားရက်ခန့်ကျင်းတယ်လို့ရင်းမပြမြတ်နယ်ဘက်ကဖ Union Liberation Front UNF မှတာဝန်ရှိသူကပြောတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုပဲကျေးဇူးတင်ရှိပါတယ်ရှင်။